ရှေးခါကပုဂံဘီ၌ပုဂံညက်ကြီးဟူသောတရားစီရင်သည့်ကွညက်ကဲ့သို့သောတန်ညက်ကြီးတစ်ခုရှိလေ၏လူတလောက်သည်ငွေခက်ခဲဖြစ်၍တခြားတယောက်ထံငွေချေးသည်ပြန်ဆက်ချိန်တန်သောငွေချေးထားသူကငွေယူသွားသူထံမှငွေပြန်ရလိုကြောင်းသွားတောင်းသည်ထိုအခါသူတစ်ဖက်၏ငွေကိုမိမိအခက်ခဲဖြစ်နေချိန်တွင်ချေးယူခဲ့တော်လဲလာပြန်တောင်းသည့်အခါ ဆက်ပြီးပြီဟုဘူးခံကညင်းလေသည်ဝေချေးသားသူကလည်းပြန်မရသေးသဖြင့်အထက်ထက်အခါခါတောင်းရာနှူးသားအရင်ခုဖြစ်ကြလေသည်သူတို့အငင်းပွားနေသည်ကို အတွင်းကြကြမတီးသော သူများကချီးသူပြောစကားကမှန်တယ်လို့လို့ငွေချေးယူခဲ့သောသူဤစကားကမှန်တယ်လို့လို့အမျိုးမျိုးထင်မြင်လာကြသည်မိသူမားသည်မိသူမှန်သည်ကိုမဆုံးဖြတ်နိုင်သည်သင့် ်နောက်ဆုံးပကန်ညက်ကြီးစီတို့ရောက်သွားကြတော့သည် ပထမဆုံးငွေချေးထား၍ပြန်မရတော့သူကကျွန်တော်သည်ထိုလူကိုငွေချေးခဲ့သည်မှမှန်ပါသည်အကယ်၍မမှန်မကန်လိမ့်လေ၍တောင်းမိပါက ကျွန်တော်၏လက်ကိုညက်ကြီးကညက်ဖြတ်ပါစေသောဟုသစ္စာဆိုရသည် ထိုနည်းတူစွာငွေချေးခဲ့သူကလည်း ကျွန်တော်ဒီထိုးသူတံမှငွေချင်းယူခဲ့ဒီမှာမှန်ပါ၏ထိုးငွေကိုလည်းဘယ်နှစ်ဘယ်ရက်ကပြန်ဆက်ခဲ့ပြီးပါပြီ ကျွန်တော်ပြန်မဆက်ဖဲလိန်ပြောပါက ကျွန်တော်ရဲ့လက်ကိုညက်ကြီးကပြတ်အောင်ဖြတ်ပါစေဟုသစ္စာဆိုရသည် ထိုးသူသစ္စာဆိုနေစ၌မိမိရဲ့လက်ကိုညက်ကြီးဤအသွားထဲရှို့သွင်းထားရသည်ထိုးအခါညက်ကြီးကမမှန်မကန်သစ္စာဆိုသူဤလက်ကိုဖြတ်ပစ်လိုက်လေ၏ထိုးကြောင့် ပကန်းသူပကန်းသားတိုင်းသူဤအမှုအခင်ကိစ္စများကိုတမာတိခုံယုံတို့မတွားကြပဲညက်ကြည့်ဤထက်လာသောအသွာအောက်သို့လိုသွင်းကတစ္ဆာဆို၏အဆုံးအဖြတ်ခံလိရှိသည်ထိုတို့ခင်နှစ်ပေါင်းများစွာညက်ကြည့်ဤဆုံးဖြတ်မှုကိုယုံယုံကြည်ကြည်ဖြင့်ခံယူလာခဲ့ကြသည်လူလိန်လူညာများလာလေညက်ကြည့်ကိုကြောက်ရွံ့ကမလင်ရဲမညာရဲကြတော့ပြီတို့တို့ညက်ကြည့်အား အယုံအကြည်ကင်းမဲ့အစီတော်အထွတ်ပြတ်တခုပေါ်ပေါက်လာခဲ့သည်ပကံဘီမဆင်းရတာတူးသည်တည်းတူး၏အိမ်တွင်တဏိတာအခိုင်းစီလုတ်ကင်၍ရာသမျှပတ်စံတို့ကိုစူဆောင်းကရွှေတပဲသားဝယ်ယူခဲ့သည်သို့တော်သူတွင်အိမ်ရာအတီတကြမရှိသည့်အပြင်တင်းထားစရာနေရာမရှိသဖြင့်သူနှင့်တည်သော ဖိုးသူတို့တယောက်ထံတွင်အညံထားခဲ့သည်။လအတန်ကြာသောအခါစင်ရဲသားကရွှေကိုရောင်းကာ ရသည့်ငွေထင်းအယောင်းဝယ်လုပ်ငန်းတစ်ခုလုပ်ရန်သူအံ့နံထားခဲ့သောရွှေတပင်းသားကို ဖိုးသူတော်ထံမှပြန်လိတောင်းလေသည် ထိုအခါဖိုးသူတို့ကရွှေကိုစင်းရသားအဖျံမပေးဘဲမောင်းပိုင်စီးရအကြံဖြင့်အိုစင်းရသားငိုက်တန်၌အထာသာရွှေသည်တင်ပြန်ယူသွားသဖြင့်မရှိတော့ပါတင်တန်၌သာရှိပါသည်ဟု တွင်တွင်ညင်းလီ၏စင်းရသားနှင့်ဖိုးသူတို့အပြန်လန်ညင်းခုန်ကြစဉ်လူအများရောက်လာပြီ တင်တို့ငင်းခုံမနေကြနဲ့အမန်တရားပေါ်ပေါက်စေရန် ပကန်းညက်ကြီးရှိရာသို့သွား၍တိစာဆိုကြလော်ဟု ဝိုင်းဝန်းပြောဆိုကြသည် ထို့ကြောင့်လူများနှင့်တူဆင်းရဲသားနှင့်ဖိုးသူတို့သည်ဖျားเจ้าကပရိဝိုက်တွင်နေတဲ့ကတ်စင်သားတို့ပကန်းညက်ကြီးရှိရာနေရသူအဆုံးဖြတ်ခံရသွားရောက်ကြလေဟိပကန်းညက်ကြီးရှိရာသို့ရောက်လေလျင်ဆင်းရဲသားကဥစွာညက်ကြီးအတော်အော်သူလက်ကိုထိတ်ကတိစာဆို၏ဘုံညက်ကြီးခုမြား ကျွန်တော်ဒီတထေးတူဦးအိမ်တွင် တနင်းတီတီအခိုင်းအစေအလုံးလောက်ကင်ခဲ့ပါသည်တနင်းပြီသောအခါကျွန်တော်ဤလုခအဖြစ်ပေးသောငွေကို ရွှေတပဲသားဝယ်ယူခဲ့ပါသည်ကျွန်တော်တွင်အိမ်မရှိသည့်အပြင်တင်းစီးထားရန်နေရာမရှိသည့်ဖြင့်ရွှေတပဲသားကိုဖိုးသူတော်ကြီးထံတွင်အနှံထားခဲ့ပါသည်ယခုပြန်လိုချင်း၍တောင်းသောအခါဖိုးသူတော်ကြီးက ကျွန်တော်အားပြန်ပြီးပြီးပြီးဟုလိန်ညာပြောဆိုခဲ့ပါသည် ထိုးရွှေတပဲသားအားကျွန်တော်ပြန်ရပြီဟုဆိုလျင်ကျွန်တော်ဤလက်ကိုပြတ်အောင်ညက်ကြီးကဖြတ်ပါ ပြန်မရသေးကြောင်းမှန်လျင် မဖြတ်ပါနဲ့ခမားဟုသစ္စာပြုသည်စင်ရေးသားသည် အမှန်စကားဆိုသောကြောင့်ညက်ကြီးကသူ့လက်ကိုမဖြတ်ပေဖိုးသူတော်ကြီးသစ္စာဆုမိအလဲချက်သည်ဖိုးသူတော်ကြီးကစင်ရေးသားဤရွှေကိုအပိုက်စီလိုသခင် မူလကပင်အကျဉ်းစီတစ်ခုပြုလုပ်ခဲ့သည် စင်ရသာ၏ရွှေတပည့်သားကိုသူ၏အမြဲကင်ဆောင်လေးရှိသည်တောင်ဝေးကိုရေးပိုက်လုံခဲ့သူအခေါင်းပါသည်ဝါတောင်ဝေးနှင့်ပြောင်းလဲကင်ဆောင်ကဝါလုံကောင်းတဲ့၌ထဲထားခဲ့သည်ညချီးရှိရသူသစ္စာဆိုရန်တွားခါနီး၌တောင်ဝေးကို စင်ရသာအာခဏကင်ထားပါဟုဆိုကပေးထားခဲ့သည် ထိုနောက်ညချီးထက်လာစွာသောအတွားအောက်သို့ သူလက်ကိုသွင်းကာဤသို့တစ္ဆာဖြူ၏တရားများတာစွာစီရင်တတ်သောညကြီးခမစင်ရသားသည် သူဤရွှေတပဲသားအားကျွန်ုပ်ထံ၌အနန္တထားခဲ့သည်မှာမှန်ပါ၏သို့သော သူဤရွှေတပဲသားမှာကျွန်ုပ်ဤလက်ထဲတွင်မရှိပါ သူဤလက်ထဲ၌သာရှိပါသည်ကျွန်ုပ်ဤစကားမမှန်ပါက ကျွန်ုပ်ဤလက်ကို တိကနေပြေတော်ဖြစ်ပါလော့ဟုဆိုလီလျင်အမှန်တကယ်လဲစင်ရသားဤရွှေတပဲသားသည် စင်းရသား၏လက်ထဲတွင်ကင်ထားသော တောင်ဝေးထဲ၌သာရှိသောကြောင့်ဖိုးသူတို့၏စကားမှန်နေသဖြင့်မျက်ကြီးကဖိုးသူတို့၏လက်ကိုမှဖြတ်ပြီးထိုအခါတစ္ဆာစုပွဲကို လာရောက်ကြည့်ရှုသူအပေါင်းကစင်းရသားကဖိုးသူတော်ကြီးကိုရွှေတပည့်သားမြပေးပဲပေးသည်ဟုလိန်ပြောလျင်စင်းရသား၏လက်ကိုအဖြတ်ခံရမည်ဖိုးသူတော်ကလည်းသူ့ကိုပေးထားခဲ့သည်ဟုဝန်ခံပြီးတစ္ဆာစုသည်တကယ်ပြန်မပေးပဲလိန်ပြောလျင်ဖိုးသူတော်၏လက်အဖြတ်ခံရမည် ယခုညောင်စလုံးဘာမှမဖြစ်ဟုဆိုကပကညာကြီးကတရားစီရင်တာမှန်ဟုဝိုင်းအော်ကြသည်ထိုနေ့ကစ၍ပကံပြည့်ရှိလူအပေါင်းကပကညာကြီးကိုအယုံအကြည်မရှိပဲကင်းမဲ့သွားကြသည်မိသူကမှလည်းညာကြီးရှိရလာ၍တစ္ဆာမဆူကြတော့ပေပုံပြေလေးကဒါပါပဲဂျေစုတင်ပါတယ်